က်တည်ရဲ့ဖျားဖျားတို့ကခန့်ညားလှပနေတဲ့အလွတ်တိုင်းအကောင်မကြီးခိုင်နေဝီပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘာမစ်လိုင်ဘရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိသတ်မင်းသမီးကြီးခိုင်နေဝီကတော့ဘဝတစ်လျှောက်လုံးမှာအခမ်းအနားဆုံးအလှပဆုံးဆိုတဲ့ပုံစံနဲ့ပရိသတ်ရှိကိုရောက်ရှိလာခဲ့ပါတယ်တန်ကတော့တခြားမဟုတ်ပဲသူမရဲ့အနည်းနဲ့အလလကရေမှန်းချက်ကြီးတစ်ခုဖြစ်တဲ့အလူတော်မင်္ဂလာပွဲကြီးကိုချက်ချင်းတဲ့ကျင်းပနေချိန်အလွတ်တိုင်းအကောင်မကြီးဖြစ်ပေါ်ထွက်လာခဲ့ရဖြစ်ပါတယ်ပရိသတ်မင်းသမီးကြီးခိုင်နေဝီကရင်သွေးငယ်လေးတွေကို စာနာထောက်ထားပြီးတော့မိခင်စိတ်အပြည့်ရှိအောင်ခေါ်ယူမွေးစားဆောင်ရှောက်ခဲ့ပါတယ်။အနေနဲ့အရရက်ကဆုံးပြည့်ခံကလေးငယ်လေးတွေကိုဆောင်ရှောက်ခဲ့ပြီးတော့အခုဆိုရင်တော့အရွယ်ရောက်လာပြီဖြစ်တဲ့ရင်သွေးလေးတွေကိုတရဏဘောင်နဲ့သွတ်သွင်းပြီးတော့ရှင်ပြူနာသာအလူတော်မင်္ဂလာပွဲကြီးကိုပြုလုပ်ပေးခဲ့ပါပြီ။အနေနဲ့အရရက်ကဆုံးပြည့်ခံကလေးငယ်လေးတွေကိုဆောင်ရှောက်ခဲ့ပြီးအခုဆိုရင်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက်ရင်သွေးလေးတွေကိုတာရဏဘောင်နဲ့သွတ်တင်ပြီးရှင်ပြူနာသာအလူတော်မင်္ဂလာပွဲကြီးကိုပြုလုပ်ပေးခဲ့ပါပြီ ဒီလူတော်မင်္ဂလာပွဲကြီးမှာဆိုရင်သူမရဲ့ရင်သွေးငလေးတွေတဲကတိတက်လိမ္မာနေပြီဖြစ်တဲ့တားလိမ္မာ၁၁ယောက်၊တမိလိမ္မာ၁၁ယောက်ကိုရှင်ပြုနာသာပေးခဲ့ပါတယ်။အခြားကလေးတွေကိုလည်းနောက်ပိုင်းမှာလူတော်မင်္ဂလာပွဲတွေလုပ်ပြီးတော့ထပ်မံပြီးတော့တရဏဘောင်ထဲကိုသွတ်တွင်းပေးသွားမှာဖြစ်ပါတယ်။ အခုတော့ပထမဆုံးအကြိမ်ဖြစ်ရင်သေးရတနာလေးတွေကိုပြလို့ရတဲ့အလို့တော်မင်္ဂလာပွဲကြီးကခိုင်နှင်းဝေးအတွက်တော့အင်မတန်ကိုဝမ်းသာဂုဏ်ယူစရာကောင်းနေခဲ့ပါတယ်။မွေးကင်းစရွယ်ကလေးကသူမကိုယ်တိုင်တို့ချိုတိုက်ကျွေးပြီးတော့စောက်လျှောက်လာခဲ့တဲ့သားသမီးလေးတွေကအခုလိုအရွယ်ရောက်လာပြီးတရဏဘောင်တွေကိုဝင်ရောက်သွားပြီဖြစ်တဲ့အတွက်ဝမ်းသာပီတီမြဲကြီးတွေလည်းကြာနေခဲ့ပါတယ်။ကလေးငယ်များရဲ့မိခင်ပရိုက်တာမင်းသမီးကြီးဆိုပြီးနာမည်ကုန်တဲ့မွေးပြန်ခဲ့တယ်လို့အခုဆိုရင်အလို့တိုင်ရေကမာကြီးယဟန်အမကြီးအဖြစ်နဲ့လည်းဂုဏ်ယူစွာရက်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုးအလှူတော်မင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ဖို့အတွက်လွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကအမှုပညာရှင်ဝင်ငွေလေးတွေနည်းနည်းချင်းစီစုဆောင်ပြီးတော့တည်တည်ဆကြစီစဉ်ခဲ့ရပါတယ်။ဒါကပထမဆုံးချိန်သူမရဲ့ရင်သွေးလေးတွေအတွက်ရှင်ပြနာသမင်္ဂလာပွဲပြုလုပ်ပေးတာဖြစ်ပြီး၄နှစ်ကိုတစ်ချိန်အခုလိုမျိုးကြီးကြပ်ခန်းထားတဲ့အလှူပွဲကြီးကိုကျင်းပပြုလုပ်သွားမှာလို့ဆိုပါတယ်။ ပရိုက်တာမင်းသမီးကြီးမေမေခန်နေဝီရဲ့ပထမဆုံးအကြိမ်အလှူတော်မင်္ဂလာပွဲကြီးကိုတော့2025ခုနှစ်မတ်လ23ရက်နေ့မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ရွှေတဂုံဘုရားကိုလှည့်လည်ပူဇော်ခဲ့ပြီးတော့ဆရာတော်တန်ဃာတော်တွေကိုအမှုထားပြီးကြီးကျယ်ခမ်းနားတဲ့အလှူမင်္ဂလာပွဲကြီးနဲ့ဗိသိက်တော်မင်္ဂလာပွဲကြီးကိုစံချမင်္ဂလာပွဲကြီးကိုကျင်းပခဲ့ရဖြစ်ပါတယ်။ပရိက္ခရာရှစ်ပါးစုံလင်စွာနဲ့သားသမီးလေးတွေကိုအခုလိုမျိုးရှင်ပြုနားသာပေးခဲ့ရတဲ့အတွက်အင်မတန်ကိုဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးအလှူမင်္ဂလာပွဲကြီးပြုလုပ်တဲ့အချိန်မှာ သူမရဲ့သားသမီးရင်သွင်းငယ်လေးတွေကအိမတန်ကိုစကားနာထောင်ပြီးတော့တိတက်လိမ်မာစွာနေထိုင်ခဲ့တဲ့အတွက်လည်းမိခင်တယောက်အနေနဲ့ပို့ပြီးတော့ဂုဏ်ယူနေခဲ့ရပါတယ်အခုဆိုရင်သူမကိုယ်တိုင်ရင်သွင်းငယ်လေးမမွေးဖွားနိုင်ပေမယ့်ပြုစုဆောင်ရှောက်ခဲ့တဲ့ဂျေဇူးကြောင့်ယဟန်အမကြီးဖြစ်ခွင့်ရပြီးတော့တရဏာပြုခွင့်ရတဲ့အတွက်လည်းခန်းနေဝေကဝမ်းသာပီးတီးဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးသားသမီးလေးတွေကိုနောက်ဖြစ်လျာဘဝတိုင်းမှာတန်တရာဝေကျွေးကင်းလာပြီးတော့ မိဘစုံလင်စွာနဲ့နေထိုင်နိုင်စေဖို့အတွက်လည်းရည်စူးပြီးတော့အခုလိုမျိုးအလှမင်္ဂလာပွဲကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ရှင်လောင်ဝိဆုံနာတာဝိဆုံလေးတွေနဲ့ကန္နာလာပါနေတဲ့သားသမီးတွေကြားထဲမှာအလှမကြီးမမေခိုင်ကတော့တကယ်ကိုစက်တီရှိစွာနဲ့ချုံမောခံညာနေပါတယ်။သားသမီးရတနာများစွာနဲ့အခုလိုကျင်းပပြုလုပ်ခဲ့တဲ့မင်းသမီးကြီးမမေခိုင်နေဝေတို့ရဲ့အလှတော်မင်္ဂလာပွဲကြီးကိုပရိသတ်ကြီးတို့ရောကျေနပ်ပြီးတင်ပြပေးကြလားရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ရှင်။